မင်္ဂလာပါရှင်။2025ခုနှစ်ဧပြီလ24ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ကျွန်မစူတီပါ။ဆရာနာရှင်ကိုဒူးမထောက်ပဲကြက်ကြက်ခံတွန်းလှန်နေတဲ့စိတ်ခွန်အားရအတွက်ဒေါန်ဆန်းစုကြည်ကိုပြည်သူ့ကောင်ရေးစုပေးအပ်ချီးမြှင့်လိုက်ပါတယ်။မင်္ဂလာမှာခလာရတက်မစစ်ကောင်စီတပ်သားတွေနဲ့ပြူစောထိအဖွဲ့ဝင်တွေတိုက်ခိုက်ခဲ့ရပြီး၈ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ရေစကြိုမြို့နယ်မှာစစ်လေရင်နဲ့အကြိမ်ကြိမ်ဘုံကျဲမှုကြောင့် အမျိုးသမီးတအူးသေဆုံးခဲ့ကဘာလာဘရွာကိုလည်းစစ်တပ်ကရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအခြေအနေတွေကြောင့်မြจีนာဖားကန်လန်းပိတ်ထားပါတယ်။နင်းချံမျိုးပေါ်မှာတ냐တိုက်မှုဖြစ်ပွားပြီးနှစ်ဦးကိုဖမ်းမိထားတယ်လို့ဆိုပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့16ကြိမ်မြောက်ပြည်သူ့ဂုံရီဂုံပြုမှုအဖြစ်လူထုကောင်းဆောင်တွန်းဆန်းစုကြည်ကိုရွေးချယ်ခဲ့ခြင်းမှာအကြမ်းဖက်ဆီအာနာရှင်ကိုဂျူးမထောက်ပဲတကြက်ခံတွန်းလှန်နေတဲ့စိတ်ကွန်အရစ်ကိုဦးညွတ်ဂုံပြုခြင်းဖြစ်တယ်လို့ပြည်သူ့ဂုံရီအသင်းဗဟိုအလုံးမှုဆောင်အဖွဲ့ကထုတ်ပြန်လိုက်ပါတယ် အမေရိကန်အခြေဆိုင်ပြည်သူ့ကုန်ရည်အသင်းဟာ2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကုန်ရည်ဂုဏ်ပြုမှုအဖြစ်လက်ရှိနိုင်ငံရေးအကျဉ်းသားလူထုကောင်းဆောင်ဒေါန်ဆန်းစုကြည်ကိုရွေးချယ်ပေးအပ်မှာဖြစ်တယ်လို့ကြေညာထားပါတယ်ဒီသူကောင်းဆောင်တော်ဆန်းစုကြည်ကိုပြည်သူ့ကောင်ရဲ့ဂုဏ်ပြုမှုဟာသူမရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ်ထားရှိတဲ့မျက်နှာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုတွေအပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြံဖတ်ဆရာနာရှင်ကို ဒုမထောက်ပဲတကြန့်ခံတွန်းလှန်နေတဲ့စိတ်ခွန်အားတွေကိုဥညွတ်ဂုံပြုခြင်းလည်းဖြစ်တယ်လို့ပြည်သူ့ကောင်ရီအသင်းကထုတ်ပြန်ပါတယ်။တကယ်တော့ပြည်သူ့ကောင်ရီဂုံပြုမှုတွေဆိုတာကအဝေးရောက်နေတဲ့သူတွေကပြည်တွင်းကိုလမ်းပြောတဲ့ဂျေစုတင်ပါတယ်လို့ပြောတဲ့ဂျေစုစကားပါလို့ပြည်သူ့ကောင်ရီအသင်းပြောရေးဆိုခွင့်ရှိသူဦးကျော်ဝနာကပြောပါတယ်။ နောက်ပြီးဒေါန်ဆန်းစုကြည်ဟာမြမပြည်သူလူထုရဲ့ထောက်ကမ်းမှုမကြုံစဘူးရရှိတဲ့ခေါင်းဆောင်ဖြစ်ပြီးအာနာသိန်းစစ်တပ်ကအခုလိုရဲရဲဆက်ဆက်ရုတ်ရုတ်မမထောင်သွင်းအကျဉ်းချထားတဲ့လောက်ရကိုပြည်တွင်းပြည်ပမှာရှိတဲ့မြမပြည်သူတွေကလက်မခံကြဥကြုံနာကသုံးသပ်ထားပါတယ်ဒေါန်ဆန်းစုကြည်လိုကောင်းဆောင်မျိုးကိုထောက်သွင်းအချင်းချတာချင်းဟာတိုင်းပြည်အတွက်လည်းညှိနှိုင်းကြောင်းသူကဆက်ပြောပါရဲ့ ကြပြေမတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံသားအကျဉ်းသားတွေအလုံးနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ကုံရင်အတင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမယ်လို့လည်းကတိပြုကြေညာထားပါတယ်အမေရိကအာရှဥရောပကနေဒါနယူးဇီလန်အော်စတြေးလျနိုင်ငံတွေအပါအဝင်ကမ္ဘာတစ်လွှမ်းမှာပြည်သူ့ကုန်ရည်အသင်းဌာနခွဲပေါင်း52ခုရှိပြီး အဲ့ဒီအတင်ဟာမြန်မာပြည်မှာ2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းမျိုးတော်လည်းပြည်သူတွေပြည်သူကာကွယ်တပ်ဖွဲ့ဝင် PDF တွေပြည်သူတပ်အမတ်ကြီးဦးကျော်မိုးထွန်းနဲ့မျိုးတော်လည်းအတွင်လူငယ်ရီရဲ့တီထွင်ဖန်တီးမှုတွေကိုပြည်သူကုံရေကုံပြုမှုတွေအဖြစ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်စီအနာသိမှုမတိုင်ခင်ကလည်း COVID-19 ကာကွယ်ကုသရေးစွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့သူတွေဒေါက်တာရဲလွင်ဦးဆောင်တဲ့မန္တလေးမြို့တော်စီပင်တာယာရေးကော်မတီ ရန်ကုန်မြို့မွတ်စလင်ကုသိုလ်ဖြစ်စေရုံမန္တလေးမြို့ဖောင်တော်ဦးဖုံတော်ကြီးတင်ပညာရေးအထက်တန်းကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်နဲ့လူပုတ်ကိုရီထဲကဆိုရင်ရန်ကုန်နိုင်ကွန်ကြီးမှုအသင်းဥက္ကဋ္ဌဦးကျော်သူစာရေးဆရာမဒေါ်တန်းမြင့်အောင်ဘကတအကြောင်းသားခေါင်းဆောင်မှဖြူဖြူအောင်တို့လည်းပြည်သူ့ဂုံရီဂုံပြုတ်မှုရရှိခဲ့ပူပါရဲ့ရှင် နောက်ထပ်သတင်းဒီပေါ်အနေနဲ့ပဲခူးတိုင်းအနောက်ချမ်းတရားဝရီ KI မင်းလာမြို့နယ်အညာရန်ကြီးရွာရန်ကုန်ပြည်ကားလမ်းပေးမှာရှိတဲ့ဆိုင်တစ်ခုမှာသမင်းစားနေတဲ့စစ်ကောင်စီနဲ့ပြူစောတိအဖွဲ့ဝင်20ဝန်းကျင်ကိုတရားဝရီ KI တည်ရင်3800နဲ့တက်ခွဲနှစ်မှာပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာစိန်ကလန့်ကျေးရွာအခြေဆိုင်ခလာရတေတရင်ကတပ်သားတွေနဲ့ပြူစောချီတွေဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေလာရောက်ချိန်မှာ ထွက်ပြေးကြတဲ့အတော့လိုက်လံတိုက်ခိုက်ရာ၈ဦးသေဆုံးခဲ့ပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ရန်ကုန်ပြည်ကလာအရှိပမာရှိတဲ့ဂျေးဝါတွေကနေလူငယ်တွေကိုစစ်ကောင်စီကစစ်မှုထမ်းတပ်သားတစ်လိုက်လံဆူဆောင်းနေကြတဲ့တရင်ရရှိရတဲ့အတွက်တော်လရေးတပ်ဖွဲ့ဝင်တွေကနေနယ်မြေရှင်းလင်းပြုလုပ်နေခြင်းအဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံကတိုက်ပွဲဖြစ်ပွားခဲ့ခြင်းပဲဖြစ်ပါတယ်။အခုပြန်သိရတာကအဲ့ဒီအဖွဲ့ဝင်တွေကတိုင်းမူလန်းကြောင်းလုံခြုံရေးယူပေးနေတာတဲ့။ ျွန်တော်တို့ဘက်ကပြည်သူတွေရှိနေတဲ့အတွက်ခမင်းဆိုင်ထဲတော့မပစ်ခဲ့ဘူးသူတို့ထွက်ပြေးကြတဲ့နောက်လိုက်ပစ်တာနှစ်ယောက်ကအပြင်မှာတည်ဆယ်ယောက်ကိုမင်းလာဆေးုံပို့လိုက်ရပြီးအဲ့မှာ၆ယောက်တည်သွားတာသိရတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်ပြကဘုံအတွင်းစက်ကောင်စီကထိခိုက်မှုများခဲ့တဲ့အတော့အဲ့ဒီနေ့မှာပဲ MI35 ရဟတ်ရင်နဲ့ပကိုးရုံးမအဆက်မှရှိတဲ့ဂျေးပါတွေကိုဘုံကိုလုံးအထိကျဲချပြီး လေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့ရာဘုံကြီးကျောင်းတစ်ကျောင်းထိခိုက်ပျက်စီးမှုအချို့လည်းရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်စစ်ကောင်စီတပ်ရင်းတွေနဲ့လက်အောက်ခံတပ်စခန်းတွေကလည်းလက်နက်ကြီးနဲ့နေ့စဉ်တနေကုန်နှီးပါပစ်ခတ်မှုပြုလုပ်နေတဲ့အတွက်မင်းလာမြို့နယ်ကျေးရွာ20ကျော်ကဒေသခံတွေမှစစ်ဘေးတိမ်းရှောင်မှုတွေပြုလုပ်နေရကြောင်းလည်းသိရှိရပါတယ်။လရှိမှာမင်းလာမြို့နယ်မှာနှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေပြီးစစ်ကောင်စီဘက်မှလည်းမင်းလာမြို့နယ်အတွင်းစစ်တောင်းထိုးဖို့အတွက်တပ်အင်အား300ဝန်းကျင်ကိုတရားဝတိအခြေဆိုင် ခလရ35တရင်ကိုအင်အားဖြစ်တင်ထားကြောင်းလည်းသိရှိရပါတယ်။တာယာဝတီ KI တရင်3800နဲ့တက်ခွဲနှစ်မှာလည်းထီထွေတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူ့ရဲ့အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနီးသွာလာနေထိုင်မှုတွေမပြုလုပ်ကြရရင်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းအထူးသတိထားကြရန်ထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းဒီပုံအနေနဲ့မကွေးတိုင်းရေစကြိုမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလေရင်နဲ့အကြိမ်ကြိမ်ပုံကျဲတိုက်ခိုက်မှုမှာစင်မရဲရွာမှာအမျိုးသမီးတအူးတေဆုံးပြီး ဘာလာဘအရွာကိုလည်းစစ်တပ်ကရွာလုံးကျွတ်မီရှို့ဖျက်ဆီးခဲ့ကြောင်းရေစကြို ထောင်းရှိ info committee အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။အလားတူဧပြီလ23ရက်နေ့ည9:25မိနစ်နဲ့26မိနစ်အချိန်မှာအကြမ်းဖက်စစ်ကောင်စီကလေရင်နဲ့ရေစကြိုမြို့နယ်ဇီးပင်ကုန်းကျေးရွာအရှိတ်ဘက်နဲ့စင်မရဲကျေးရွာတောင်ဘက်ပိုင်းကိုလက်ကျင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးစင်မရဲကျေးရွာမှာအမျိုးသမီးတအုပ်ဘုံစတိမန်ကတေဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။ ဒါပြင်မြေပြင်မှာကြံဖတ်စစ်တပ်ကအင်အား150ဝန်းကျင်နဲ့ဧပြီလ20ရက်နေ့ကနေစတင်ကကျွာနဲ့စင်ကျွ့ရွာကိုစစ်ကြောင်းထိုးရောက်ရှိလာပြီးအထိုင်ချတပ်ဆွဲကပြည်သူတွေကိုတစားခတ်အဖြစ်ဖမ်းဆီးခြင်းပြည်သူပိုင်ပစ္စည်းအုပ်စားတွေကိုခိုးယူလူရက်ယူဆောင်ခြင်းနဲ့အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်ငါပစ်ခတ်ခြင်းတွေလှုပ်ဆောင်နေကြောင်းလည်းသိရှိရပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းကဧပြီလ21ရက်နေ့ကျွာမှာ အလာဘရွာကိုလက်လက်ကြီးတွင်နဲ့ပြစ်ခတ်ဝင်ရောက်စီးနေပြီးပြည်သူတိုင်းပစ္စည်းတွေကိုစိတ်တိုင်းကျခိုးယူလူရက်ယူဆောင်ကနေအိမ်တွေကိုနှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့်ရွာလုံးကျွတ်နီးပါးမီးလောင်ပြာကျခဲ့ကြောင်းလည်းသိရှိရပါတယ်။လက်ရှိအချိန်မှာကျူရွာ၊စင်ကြိုးရွာ၊ရွာတိရွာ၊ညောင်မီရွာ၊ကြော်ထင်းကုန်းရွာ၊မချီရွာ၊အင်းမရွာ၊ငမ်းမြလေးရွာ၊လေးရပြေးရွာ စင်မရဲရွာနဲ့ငဖယ်ရွာတို့မှာထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိတ်ရှောင်နေရပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခင်းသာရွာအလဲတောင်ရွာအလဲကျောရွာနဲ့ဇီးပင်ကုန်းရွာတို့မှာ ပြည်သူတွေလည်းထွက်ပြေးတိတ်ရှောင်နေရကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ကချင်လွတ်လပ်ရေးတမတော် KIA နဲ့စစ်ကောင်စီတို့ရဲ့စစ်ရေးအခြေအနေတွေကြောင့်ဒီကနေ့မနက်ပိုင်းကအစပြီးမြစ်ကြီးနားဖားကန့်လန်းကိုပိတ်ထားတယ်လို့သိရပါတယ်။ စစ်ကောင်စီကဖားကန်ဘက်ကိုအင်အားချရွာလောက်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ဖားကန်အင်ဂျင်နာအစင်းလန်းကိုဒီကနေ့ကစပြီးကျန်ရီဘက်ကပိတ်ထားလိုက်တာလို့ကျန်ရီနဲ့နှီးဆက်တဲ့အမျိုးသားတဦးကပြောပါရယ်ကျွန်တော်တို့ဘက်ကအစင်းလန်းကိုပိတ်ထားလိုက်ပြီးစစ်ကောင်စီရဲ့အင်အားအများကြီးနဲ့ထိုးလာလို့ကမိုင်းရောက်နေပြီလို့အထက်ပါအမျိုးသားကပြောဆိုထားပါရယ်မနေ့ကဧပြီလ23ရက်နေ့ကစပြီးစစ်ကောင်စီဘက်ကအမြင့်ကြီးနာဖာကန်လမ်းမှာကာသမာခရီးသည်တွေကိုမဖြတ်ခိုင်းတော့ပဲ ပိတ်ထားခဲ့တာဖြစ်တယ်လို့လည်းဆိုပါရယ်။ဖကန်ကစစ်ကောင်စီတပ်တွေတက်ချိမှုအတွက်မိုးကောင်းကစစ်ကောင်စီထုံထုပ်အင်အား600ခန်းဖကန်ဘတ်စစ်ကြောင်းထိုးလာတာလို့ကနအူးသိရပြီးအကြောင်းအရင်းအတိအကျကိုတော့မသိရသေးပါဘူး။စစ်ကောင်စီတပ်တွေဖကန်ဘတ်စစ်ကြောင်းထိုးလာတဲ့အတွက်လန်တလာခန့်ပိတ်မယ်လို့သတင်းတွေထွက်နေကြောင်းလဲဖကန်ဒေသခံအမျိုးသားတအုပ်ကမြစ်ကြီးနာသတင်းချန်နယ်ကိုပြောပါရယ်။ စစ်ကောင်စီတပ်တွေဒီမနက်ကနေလှုပ်ရှားတက်လာပြီလို့ပြောတယ်သူတို့တက်လာရင်လမ်းတလာလောက်ပြိမယ်လို့လည်းသတင်းတွေထွက်နေတယ်လို့အထက်ပါအမျိုးသားကပြောပါတယ်မြစ်ကြီးနာဖားကန့်လမ်းတစ်လျှောက်မှာစစ်ကောင်စီတပ်တွေနဲ့ KIA KPDF တပ်တို့ရဲ့တိုက်ပွဲတွေကြောင့်ကားသမားတွေနဲ့ခီးတဲ့တွေလမ်းမကြာခဏပိတ်တာတွေကြုံနေကြရတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကမြစ်ကြီးနားဖားကန့်အလမမှာရှိတဲ့လဝါကျေးရွာမှာစစ်ကောင်စီတပ်တွေဝင်ရောက်တပ်ဆွဲပြီးနောက်ပိုင်း ကျေးရွာအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်နဲ့ KIA တပ်တို့မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေလည်းပြုလုပ်နေတာကိုသိရှိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်နဲ့ပြုစောထီးတွေကြီးစိုးနေတဲ့မြင်းချံမြို့ပေါ်မှာတ냐တိုက်မှုဖြစ်ပွားပြီးနှစ်ဦးကိုဖမ်းမိထားတယ်လို့မြို့ခံတွေကပြောပါတယ်။ မနေ့ကဧပြီလ23ရက်နေ့ညနေပိုင်းကမြင်းချံမြို့မှစေအရှိန်မြောက်တော့ကဖက်နက်လုပ်ငန်းလုပ်ကိုင်းတဲ့နေအိမ်တအိမ်ကိုလက်နက်ကင်လူတစုရောက်ရှိလာပြီးတ냐တိုက်သွားခဲ့တာဖြစ်ကြောင်းခုနဦးခံပါဝင်တဲ့အဲ့ဒီတ냐အဖွဲ့ကနှစ်ဦးကိုတော့ဖမ်းမိခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ဘာမှပံမသွားဘူးမိသွားတာကျန်တဲ့သူတွေကတော့ထွက်ပြေးသွားတယ်။သူတို့ကန်ဆိုးတာကအဲ့ဒီအိမ်ဘေးမှာမိသက်ယုံရှိတော့မိသက်တွေကဝင်ဖန်ပေးသွားတာလို့မြင်းချံမြို့ခံတအူကပြောပါတယ်။ ဖမ်းမိသူနှစ်ဦးဟာမင်းကလေးတဦးယောက်ျားလေးတဦးဖြစ်ပြီးတနက်နေ့ဓာရီမှာဖမ်းမိတယ်လို့ဆိုပါတယ်။မြေချံမျိုးပေါ်မှာစစ်ကောင်စီတပ်တွေကြီးစိုးနေတာဖြစ်တဲ့အတွက်ဓမြတိုက်သူတွေဟာ၎င်းတို့နဲ့ပတ်သက်သူတွေသာဖြစ်နိုင်ကြောင်းဖမ်းမိသူတွေကိုပြူစောတီခေါင်းဆောင်တီတာယူမွန်ကစစ်ဆေးနေတယ်လို့မြို့ခံတွေကပြောပါတယ်။အနာသိမ်းပြီးနောက်ပိုင်းမြေချံမျိုးပေါ်မှာရွှေဆိုင်အပါအဝင်မျိုးပေါ်နေအိမ်တချို့ဓမြတိုက်ခံရမှုတွေဖြစ်ပွားခဲ့ပါတယ်ရှင်။ ဒီကနေ့ညနေခင်းရဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ပြည်သူများအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးချစ်ရနာရှင်စနစ်စိုးလောက်အောင်မှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်